ူဇော်ဘွယ်သမင်းကိုကြားရောက်လာကြတဲ့ဓမ္မပရိသတ်အပေါင်းတော်ကောင်းတို့ယခုချိန်ခါတရားဒေသနာတော်ကိုနာယူကြရတော့အချိန်ဖြစ်ပါတယ်တရားဒေသနာဆိုတာယသောဘုရားဟောကြားတဲ့တရားဒေသနာတော်ကိုပဲနာယူကြရမှာဖြစ်ပါတယ်အဲ့ဒီယသောဘုရားဟောကြားတဲ့တရားဒေသနာဆိုတာ ဘယ်ပုံကိုယ်တွေထိမ့်သိမ့်ထားလို့ယနေ့နာယူရတယ်လဲဆိုလို့ရှိရင်တန်ဃာတော်အရှင်မြတ်များထိမ့်သိမ့်ဆောက်ရှောက်ထားတဲ့ပိဋကတ်၃ဘုံဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်ဒီပါပဲအဲ့ဒီပိဋကတ်၃ဘုံဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်ဒီကိုလည်းပဲယနေ့တန်ဃာတော်အရှင်မြတ်များတည်ယူမှတ်သားပြီးတော့ဆောင်ထားရပါတယ် ကြောင့်ယနေ့အရှင်ဒိဋ္ဌသာရရဲ့ခုနဝိသိဋ္ဌပူဇမင်္ဂလာနော်ယနေ့တန်ဃာတော်ရှင်မြတ်ထဲမှာမြတ်စွာဘုရားရဲ့စကားတော်တွေကိုအချက်မိမိတတ်သိတဲ့ပညာနဲ့သိယူခဲ့လို့ယနေ့သာရဏဒဇဓမ္မာစရိယဘောဓစိတ်ကိုရရှိတာဖြစ်ပါတယ်ဥစာအဲ့ဒီလို့ တန်ခါတော်အရှင်မြတ်များကိုဘာကြောင့်ပူဇော်ထိုက်တယ်လဲဆိုလို့ရှိတယ်เนาะအဲတိလတမာတိပညာတိလတမာတိပညာဆိုတာအဲ့ဒီဂုံလူဘွဲ့တို့ကိုရရှိတဲ့တန်ခါတော်ကြီးမှာရှိနေတာเนาะတိလမရှိဘဲနဲ့တမာတိမရှိဘဲနဲ့ပညာမရှိဘဲနဲ့ဒီစာမိုးဘွဲ့တွေကိုမအောင်နိုင်ဘူး တိလသမာဓိပညာရှိမှသာလဲသာသနာတဇဓမ္မစရိယာဆိုတဲ့ဘွယ်မျိုးကိုရရှိနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီလိုသာရဏတဇဓမ္မစရိယာဘွယ်ရတဲ့ပုဂ္ဂိုလ်ရောအလွန်များပြားသလားဆိုရင်များပြားဘူး။တချို့ပုဂ္ဂိုလ်မှာပဲဒီဘွယ်ကိုရတယ်တချို့ပုဂ္ဂိုလ်တွေကမရနိုင်ဘူး။ဒါကြောင့် ဝဲရတဲ့ပုဂ္ဂိုလ်ကိုရှင်ကျူဂုံပြုပူဇော်ကြရတာဝဲရတယ်ဆိုလို့ရှိရသာသနာဒဇဓမ္မစရိယဆိုတာသာသနာတော်ရဲ့အထွတ်ထိပ်တရားတော်တွေကိုဟောပြောပြတာဆုံးမနိုင်နေဆိုတဲ့အရေးချင်းဘွဲ့ကိုပေးထားတာဖြစ်ပါတယ်သာသနာဒဇဓမ္မစရိယဤသာသနာတကောသာသနာတော်ရဲ့ အထုအထိပ်လို့အထိပ်ပဲရတဲ့အဲ့ဒီဘွဲတစိတ်ကိုဆက်ကရတာဖြစ်ပါတယ်ဒီဘွဲတစိတ်ကိုလည်းပဲဒီအရှင်ဒိဋ္ဌသာရာလွယ်လွယ်ကူကူနဲ့ဆောင်ယူပြီးတော့ရရှိနိုင်တာမဟုတ်ဘူးဒီအောက်ခြေမှာရှိတဲ့မူလဓာန်အငယ်ဓာန်အလတ်ဓာန်အကြည်ဓာန်ဓမ္မစရိယာဆိုတဲ့အတန်းအတီးတီးကိုဇွဲနဲ့ပဲတိလသမာဓိပညာအခြေခံပြီးမှ ရရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဇွဲနဲ့ဘွဲเนาะပိလသမာဓိပညာဆိုတာဒီပုဂ္ဂိုလ်ရဲ့တန်တမ်းမှာရှိလို့သားလဲဒီဘွဲတွေကိုရရှိနိုင်တာဖြစ်တယ်။မဒီဘွဲတွေကိုရရှိနိုင်တာဖြစ်ပါတယ်။တကယ်လို့မရှိဘူးဒီထဲမှာတိလသမာဓိပညာဆိုတဲ့အရာတွေဟာမိမိတန်တမ်းမှာချို့ရွေးမယ်ရော့နေမယ်ဆိုရင်ဒီဘွဲထူးထီအောင်ရရှိနိုင်တဲ့เนาะ အစစ်တည်းမရှိတော့ဘူးမရတော့ဘူးဒါကြောင့်ဘွဲရတယ်ဆိုရင်ဒီဘွဲရတဲ့ပုဂ္ဂိုလ်ဟာတိလတမာတိပညာနဲ့ပြည့်စုံလို့သာဒီဘွဲကိုရရှိတယ်လို့မိမိတို့ပူဇော်ကြရမှာဖြစ်ပါတယ်အဲဒါပူဇော်တယ်ဆိုတာကဘယ်လိုပူဇော်တာလဲပူဇာအတ္တကာရဂရုကာရမာနနာဝန္ဒနာပူဇာတဲ့ဟောပူဇော်တယ်ဆိုတာအလေးမြတ်ပြုတယ်ဂရုကာရ တက္ကရာအလေးမြပြုရဲဘောန္တနာရှိခိုးပြီးတော့ပူဇော်တယ်ပူဇာမိမိတို့တားနိုင်တဲ့ဗျာဝတ္ထုပစ္စည်းတွေနဲ့ပူဇာပူဇော်ခြင်းကိုဒါပူဇော်လဲတဲ့ခေါ်ပါတယ်တက္ကရာကရုက္ကာရမာနနာဝတ္တနာပူဇာနော်မိမိတို့ယနေ့ပူဇော်ဝဲခြင်းပါတယ်ဆိုတာဒီပုဂ္ဂိုလ်အရှင်မြတ်ကို ကာယဝစီမနောဆိုတဲ့နော်အဲ့ဒီတက်အာမိတပူဇာမဟုတ်တဲ့နော်မိမိတို့ကာယဝစီမနောချီးပြီးတော့ပူဇော်တာလည်းပဲဒါပူဇော်တာပဲအာမိတပူဇော်ဆိုတာဒီပုဂ္ဂိုလ်ကိုဝတ္ထုပစ္စည်းနဲ့ပူဇော်တာကိုအာမိတပူဇော်ခေါ်ပါလေ။ညနေဒီပုဂ္ဂိုလ်အရှင်အာအာမိတပူဇာဓမ္မပူဇာနှစ်ဖြာတို့ဖြစ် ူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့မိမိတို့ပူဇော်ကြတာဖြစ်ပါတယ်အဲပူဇော်တယ်ဆိုတာအဲ့ဒါတော့ပဲပူဇော်တဲ့ဘုံဘောကလူတိုင်းလူတိုင်းရရဲ့လားဒါကိုစဉ်းစားကြည့်ရမှာเนาะအေးပူဇော်တယ်ဆိုတာလူတိုင်းပူဇော်ခံတိုက်တာမဟုတ်ပူဇော်เนาะပူဇော်မှုကိုရနိုင်တာမဟုတ်ဘူးတက္ကတဝါကရုကောဟောတိเนาะတက္ကတဝါကရုကောဟောတိ ဝန္တနောဟောတိပါဏိတော်ပူဇဂောလပ်ပတိပူဇာဝန္တကောပတိဝန္တနာနဲ့နော်ပူဇဂောပူဇော်တိုင်းသောပုဂ္ဂိုလ်ကိုပူဇော်တဲ့ပုဂ္ဂိုလ်ဟာနောက်ဘဝမှာလည်းဘဝစတိုင်းမှာလည်းပဲပူဇော်ခံတိုက်တယ်တဲ့ဟိုအရှင်ဒိဋ္ဌာဒါရ မိမိကိုပူဇော်တယ်လို့မိမိရဲ့ဆရာသမားကိုလည်းပူဇော်တယ်မိမိရဲ့ယရဏသုံးပါးကိုလည်းပူဇော်တယ်အဲ့ဒီလိုပူဇော်တဲ့ပုဒ်တော်တွေရှေ့ရှေ့ကပြုခဲ့တဲ့ကောင်းမှုကြောင့်ယနေ့ပူဇော်ထုဖို့ခံတိုက်တာနော်အဲ့တော့ပညာတတ်တိုင်းဘွဲ့ရတိုင်းပူဇော်ခံရတယ်ဆိုတာမရှိဘူးတချို့ပုဂ္ဂိုလ်တွေကပညာတတ်တော်လည်းမပူဇော်မခံရဘူးပေါ့နော်အဲ့ဒီလိုယူဆရမှာ ုဇကောလပ်ပတိပူဇံဝန္ဒကောပတိဝန္ဒနာယတောကိတ္တေသပပ္ပောတိယောမိတ္တနာနာဒုပတိဟောအဲ့တော့ပူဇော်တိုက်တဲ့ကိုကိုပူဇော်ရင်ပူဇော်ခြင်းကိုခံရတာပဲနော်ရှိခိုးတိုက်တဲ့သူကိုရှိခိုးတဲ့ပုဂ္ဂိုလ်ကနောက်ဘဝမှာလည်းရှိခိုးခြင်းကိုခံတိုက်တယ်ခံရတယ်လို့အဲအဲ့ဒါကြောင့်မလို့မိမိတို့ ပူဇော်တယ်ဆိုတာလည်းပဲမိမိတို့ပူဇော်တိုက်တဲ့အကျိုးကိုရရှိမှာဖြစ်ပါတယ်။ယနေ့ရှင်တိတ်ကတာရာအာမိမိတို့အာမိတပူဇာဓမ္မပူဇာနဲ့ပူဇော်လိုက်တယ်ဆိုရင်ဘဝဆက်တိုင်းဘဝဆက်တိုင်းမှာအေးမိမိကိုယ်ကိုပူဇော်တဲ့ပုဂ္ဂိုလ်များပေါ်ပေါက်လာနိုင်မယ်။ပူဇော်ခြင်းအထူးကိုခံတိုက်တဲ့ပုဂ္ဂိုလ်များဖြစ်နိုင်မယ်လို့ဒီလိုယုံကြည်ရမှာ။ဒါပူဇော်တိုက်တဲ့လူကိုပူဇော်တဲ့ เนาะอโจเตยะเลยปูโซไล่ลงอลาหะตะไม่ผิดปูเนาะเออไม่มีโกแล้วไปปูโซเลซาได้ปกปูดิเนาะอโจก็ขันษายะเมยะนี่ลุโลกมาผิดปอนี่ได้ปกปูดิอ๋อยูเตขันได้ดล่ะชิโกขันได้ดล่ะเนาะตะอู้เนี่ยตะอู้อโจดูไม่ดูจักกู တချို့တွေလေးကတယောက်ရဲ့ဘောမှာတယောက်ပူဇော်ကြတယ်လေးစားကြတယ်ယုံကြည်ကြတယ်ဆိုတာဒါအတိတ်ဘဝကကုတုကံနေပဲဒါကြောင့်ယနေ့ပူဇော်တတ်တဲ့အရှင်ဖြစ်တဲ့ရှင်တိခါတရဟပူဇော်ခြင်းဒီအလွန်ထူးမြတ်တဲ့ကုတုကောင်းမှုကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်ပူဇော်ခြင်းဟာမိမိတို့ဝမ်းမြောက်ဝမ်းသာပူဇော်ခြင်းရဲ့အကျိုးတရားကိုသိမှပူဇော်တယ်ဆိုတာမိမိ နော်အတိတ်ပဲရှိရှိနော်အကျိုးများများရရှိမှာဖြစ်ပါတယ်ပူဇော်တယ်ဆိုတာဘာကိုပူဇော်တယ်လဲနော်တကားတယ်ကမတွေဘာကိုပူဇော်တယ်လဲလို့မေးရင်မိမိကိုပြောရမှာသီလတမာတိပညာဟောသီလကုန်တမာတိကုန်ပညာကုန်ဟောပညာကုန်ဆိုတာဒီနေ့အရှင်တိတ်္ကတရာအောင်မြင်ခဲ့တဲ့ဒါပညာကုန်တွေပဲ ပညာကုန်ပါမသာသနာတော်မှာအကျိုးရှိတယ်ပညာကုန်မပါဘူးဆိုရင်သာသနာတော်မှာเนาะအကျိုးနည်းတယ်ပေါ့เนาะအဲပညာကုန်ရှိပြီဆိုရင်အကျိုးပိုးပြီးတော့ရှိတယ်ဒါကြောင့်သီလကုန်တမာတိကုန်ပညာကုန်ဆိုတာအလုံးမတန်ထုခဲ့ထုခဲ့တဲ့ဂုဏ်တော်တွေပဲဘုန်းကြီးတို့မြန်မာနိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင် သီလကုံတမာတိကုံပညာကုံရှိတော်လည်းပဲဩအေသာသနာဓမ္မစရိယာဆိုတဲ့ဘွယ်တူကိုရဖို့ရအလုံးမတန်ခဲရင်လည်းဘာလို့ခဲရင်တည်းဆိုရင်ကုနေရပြောတဲ့လေလက်ကြီးဓမ္မစရိယာဆိုတဲ့သာမုဘွယ်တိကောင်အောင်မြင်ဖို့ပဲမလွယ်ဘူးလို့နော်အောင်မြင်ဖို့ရမလွယ်ဘူးအဲ့ဒီသာမုဘွယ်ကိုအောင်မြင်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောကြားထားတဲ့သုတ်တံဝိနည်းအဘိဓမ္မာနော်အဘိဓမ္မာဆိုတဲ့ပိဋကတ်၃ပုံအဲ့ဒီ၃ပုံတွေကိုဖွေနောက်ရှားဖွေပြီးတော့ဒီထဲမှာအေးတတ္တဝါရီတရားကိုဟောပြခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီပိဋကတ်၃ပုံထဲမှာအစီအနစ်တွေကိုထုတ်ပြီးတော့ဒကာဒကမတွေကိုဟောပြနိုင်တယ်ဟောပြနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ ဒေတာရဏဒဇဓမ္မစရိယဆိုတာနော်အဲပိဋကတ်သုံးပါကိုသုံးပုံကိုဖွေနောက်ရှားဖွေဟောပြောနိုင်တဲ့ပုဂ္ဂိုလ်လို့မိမိတို့ယူဆရမှာဖြစ်တယ်အဲဒီပြပုဂ္ဂိုလ်တွေကမဟောနိုင်ဘူးလားဆိုတော့ဟောတော့ဟောနိုင်တယ်သို့တော်လည်းပဲဒီပုဂ္ဂိုလ်တို့ဒီဒီမိမိနော်ဟောပြောခြင်းကအစွမ်းနိုင်ကြဘူးဒါကြောင့်မို့လို့ဘွယ်တုကိုကတမ္မဓမ္မစရိယာ ဟောတရားရာမှာဆိုရင်ဖြစ်သူကဆရာပဲဟောဓမ္မစရိယတရားဆရာเนาะအေးတရားတွေကိုဟောပြောပြတတ်မယ်ဆိုလို့ရှိရင်သူကเนาะဒီနယ်ဒီရမှာเนาะရှားရှားဘာဘာဖြစ်ပေါ်လာတယ်ဒါကြောင့်မို့လို့ဒီပုဂ္ဂိုလ်တွေဟာမလို့လဲဆိုရင်မနုတ္တပုရိသဇေညောနတောသဗ္ဗတ္ထဇာယတိဟော ကုနေယသာသနာအာဇာနီလို့ကုနေယနော်ဖတ်ထားတယ်မှာပါတယ်သာသနာအာဇာနီဆိုတာအလွန်မတန်ရှားပါတယ်ပေါ့နော်အေးလောကမှာဆင်းအာဇာနီမြင်းအာဇာနီဟောနောလာဥတ္တဘအာဇာနီအဲ့ဒီပုဂ္ဂိုလ်တွေလည်းပဲအဲ့ဒီဝတ္ထုပစ္စည်းတွေလည်းပဲအလွန်မတန်ရှားပါတာနော်ဆင်းအာဇာနီဆိုတာလည်းပဲကိုရှိရှိကိုမရှိဘူးနော် ိုစင်ပြူတို့ဘာတို့ဆိုတာအဲ့ဒါအာဇာနည်သဘောမျိုးနဲ့နော်တမောက်ကြတာတကယ်တော့စင်အာဇာနည်ဆိုတာလည်းပဲနော်အလွန်ရှားပါတယ်ထို့နည်းတူစွာပဲလူအာဇာနည်လည်းပဲအလွန်ရှားပါလူအာဇာနည်ဆိုတာထူးကျော်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုခေါ်တာနော်လူအာဇာနည်ဆိုတာထူးကျော်မြင့်မြတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီထုံးချုံမြင့်မြတ်တဲ့ပုံကိုယ်တွေဟာနေရာတိုင်းမှာရှိသလားနေရာတိုင်းမှာတွေ့သလား နေရာတိုင်းမှာဖြစ်သလားဆိုရင်အေးနေရာတိုင်းမှာလည်းမရှိဘူးနေရာတိုင်းမှာလည်းမဖြစ်ဘူးနေရာတိုင်းမှာလည်းမတွေ့နိုင်ဘူးတဲ့နော်အဲ့ဒီပုဂ္ဂိုလ်တွေကတကယ်လို့ဒီနေရာမှာဖြစ်ပြီးဒီရဒေတာမှာပေါ်ပေါက်ပြီးဒီရဒေတာမှာဖြစ်ထွန်းပြီးဆိုရင်အဲ့ဒီအရဒေတာမှာရှိတဲ့နော်တကားတကားတကမတွေနော်လူပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေရဲ့အကျိုးတရားကိုဆောင်လို့ အကျိုးဒုက္ခကိုရရှိမှာဖြစ်တယ်။ဒါကြောင့်ပုဂ္ဂိုလ်တရားပေါ်ပေါက်လာပြီဆိုရင်တတ္တဝါအများเนาะကြီးပွားချမ်းသာဖို့ပဲရှိတယ်။အဲ့ဒီလိုထူးကျွန်တဲ့ပုဂ္ဂိုလ်များပေါ်ပေါက်လာရင်တတ္တဝါတွေရဲ့ကြီးပွားချမ်းသာတိုးတက်ဖို့ပဲဖြစ်တယ်လို့ယနေ့သာသနာအာဇာနည်သာသနာထူးကျွန်တဲ့ပုဂ္ဂိုလ်ကိုပူဇော်ရတဲ့အတွေ့အဲမိမိတို့လည်းပဲဒီကဲ့သို့ အကျိုးတရားတွေကိုရရှိနိုင်ပါတယ်။နော်အဲ့တော့သာသနာထူးချွန်တဲ့ပုဂ္ဂိုလ်တွေဘယ်လိုကြည့်ရမလဲနော်အေးထူးချွန်တယ်ဆိုတာလည်းပဲနော်အာသီလသမာဓိပညာထူးချွန်လို့ယနေ့ဒီစာမုပ်ပွဲလေးကိုအောင်မြင်တာဒါပေမဲ့လို့ဒီအောင်မြင်တဲ့ပုဂ္ဂိုလ်ဟာဒီသီလသမာဓိပညာတွေကိုအစဉ်ထာဝရတည်တတ်အောင် မိမိကိုယ်ကိုလည်းပဲဖိသိမ်းဆောင်ရှောင်ရပါလေဒါကြောင့်နော်သီလသမာဓိတံပါနောနော်ဘောကသီလသမာဓိတန်တော်သီလနာတံပါနောဘောကသိတိသမပိတော်ဟောသီလသမာဓိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာနော်အေဘောကတံပါဘောကနဲ့ပြည့်စုံတဲ့ဘောကယတ္တသမပိတော် ဟောပညာတွေပြည့်စုံလာပြီဆိုရင်ဘောကဆိုတဲ့အတုံးဆောင်ပစ္စည်းတွေလည်းပေါ်လာတယ်ယတ္တအချွေရန်သင်္ဘင်းတွေလည်းပေါ်များလာတယ်အဲ့ဒီပေါ်များလာတဲ့ပုဂ္ဂိုလ်ဟာဒီဘယ်နေရာပဲရောက်ရောက်ဟောရောက်လာပြီဒီနေရာပဲရောက်ရောက်ဟိုနေရာပဲရောက်ရောက်နော်ပူပန်เสียတော့ကဖြစ်เสียမရှိပါဘူးတဲ့ယတ္ထယတ္ထဘဇတိတဏ္ဍတ္ထပူဇိတောဟောဒီသူရောက်တဲ့နေရာမှာ အဲပူဇော်တဲ့ပုဂ္ဂိုလ်တွေအချမ်းရံဖြစ်တဲ့ပုဂ္ဂိုလ်တွေပေါ်ပေါက်လာပါလိမ့်မယ်တဲ့ဒါကြောင့်ယနေ့ဘဝတုကုန်တို့ကိုရရှိတဲ့အရှင်မထေဟာလည်းပဲမိမိကိုယ်ကိုထိမ့်သိမ့်ဖို့ဟာအလွန်မတန်ရည်ကြီးပါတယ်ထိမ့်သိမ့်ဆောင်ရှောက်ဖို့ဟာအရေးကြီးပါတယ်နော်အေးထိမ့်သိမ့်ဆောင်ရှောက်တဲ့ဆိုတာအောင်မြင်ခြင်းရဲ့အဓိကပဲအတ္တတမ္မာပဏိတိသာ ။ဟောအာတတမပတိဒီဆိုင်။အဲ့ဒီဆက်ကိုပြည်စုံအောင်မိမိကိုယ်ကိုထိန်းသိမ်းဆောင်ရှောက်မယ်ဆိုလို့ရှိရင်အေးအများကိုလည်းပဲစံပြနမူနာပုဂ္ဂိုလ်အဖြစ်ဖြင့်ဟောကြားတွင်တဲ့ဆုံးမနိုင်ပါတယ်။နော်။အာတတမပတိဒီဆက်ပြတ်သွားပြီဆိုလို့ရှိရင်အဲသူတပါးကိုဟောကြောဟောပြောပြတာဆုံးမမှုအာနဲ့သွားတော့လေဒါကြောင့် အတ္တသမပဏိတိစက်နဲ့ပြေဆုံးအောင်မိမိကိုယ်ကိုထိမ့်သိမ့်ဆောင်ရှောက်ပြီးတော့နေထိုင်ရပါမယ်။နော်။သီလသမာဓိပညာနဲ့ပြေဆုံးအောင်နေထိုင်ရပါမယ်။အဲ့ဒီလိုနေထိုင်နေဆိုလို့ရှိရင်ပညာဘုံသီလဘုံသမာဓိဘုံနဲ့ပြည့်စုံနေဆိုလို့ရှိရင်ဩလောကမှာအလုံးပတ္တကျက်ပြည့်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့နော်မိမိတို့ရည်ရွယ်ချက်ဖြစ်တဲ့နော်သာသနာ အဲ့တော့သာသနာဝန်ထမ်းเนาะအေးရိုးရိုးပုဂ္ဂိုလ်တောင်မဟုတ်ဘူးเนาะသာသနာအာဇာနည်เนาะသာသနာအာဇာနည်ဆိုတော့သာသနာတော်ကိုပြုစုဆောင်ရှောက်အားထုတ်ရမယ်ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်ပြုစုဆောင်ရှောက်အားထုတ်ခြင်းဆိုတဲ့သာသနာအလုပ်ကိုလုပ်ဆောင်ရပါမယ်သာသနာကြီးဒီတန်အောင်ပြန်ပွားအောင် အဲ့ဒီလိုဆောင်ရွားရမယ်တောင်ဟောင်းဟာယနေ့ဘွယ်တူးနဲ့တကွာအဲမိမိရဲ့ပခုံးပေါ်မှာရောက်ရှိလာပြီလို့မိမိပုံပုံမိမိယူဆရမယ်ဖြစ်ပါတယ်အဲ့ဒီလိုသီလသမာဓိပညာတို့ကိုထိမ့်သိမ်းဆောင်ရွက်မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့အေပရိယတ္တိသာသနာဟောပရိယတ္တိသာသနာဆိုတာဟောပြောပြတာဆုံးမသွန်သင်အဲ့ဒီအလုပ်ပါပဲ ဟောပြောပြတာဆုံးမတော်တဲ့နဲ့နော်ပရိယတိသာသနာပฏิပတ်တိသာသနာဟောကျင့်ဆောင်ကြိုးကိုအားထုတ်နော်တဲ့သာသနာကိုပฏิပတ်တိသာသနာခေါ်ပါတယ်အဲ့ဒီပရိယတိသာသနာပฏิပတ်တိသာသနာနဖျားကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ပြီဆိုရင်ပฏิဝေဒသာသနာပฏิဝေဒသာသနာဆိုတာယနေ့တန်တော်ဝါရီအားလုံး ရှင်လူအမြအားလုံးမိမိတို့အာတိတပြုတဲ့နိဗ္ဗာန်မဲ့ဖို့ပါပဲနိဗ္ဗာန်မဲ့ဖို့ကိုရောက်ဖို့အတွက်နော်အေးနိဗ္ဗာန်မဲ့ဖို့ရောက်ဖို့အတွက်ယနေ့ဒကာဒကာမတွေလည်းပဲအဲ့ဒီနိဗ္ဗာန်မဲ့ဖို့ရောက်ဖို့အတွက်ကျင့်ကြံကြိုးပမ်းအားထုတ်နေတာဖြစ်ပါတယ်ဒါကြောင့်ယနေ့ဘွယ်သူဘုံသူနဲ့ပြည့်စုံသွားပြီအဲ တဂါရကမတို့ရဲ့ပူဇော်ထုကိုရရှိသွားပြီဆိုတဲ့ပုဂ္ဂိုလ်မှလည်းပဲအဲ့ဒီပရိယတိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာဆိုတဲ့သာသနာ၃ရာကိုဆောင်ရင်းအားထုတ်ရမယ်တာဝန်ဟာမိမိတာဝန်ပဲလို့ယုံကြည်ပြီးတော့တတဝအများကိုအိမတ်ဖို့နိဗ္ဗာန်ကိုရောက်အောင်ပို့ဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရပါမယ်ဒါကြောင့် ယနေ့ပူဇော်ဖို့တို့ပြုလုပ်ကြတဲ့ပုဂ္ဂိုလ်များနေနဲ့မိမိတို့ယနေ့ပူဇော်အပ်သောအာမိတ္တပူဇာဓမ္မပူဇာနော်အာမိတ္တဆိုတာဝတ္ထုပစ္စည်းနဲ့ပူဇော်တာဓမ္မပူဇော်တာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမအဆုံးအမတုံတေမှုကိုလိုက်နာပြီးတော့ပူဇော်တာနော်အဲ့ဒါတွေပူဇော်ခြင်းဟာပုံမြတ်တဲ့ပူဇော်ဖြစ်လို့မိမိတို့ဒီနိဗ္ဗာန်မဲ့ဖို့ကိုရရှိ နိုင်တဲ့အထောက်အပံ့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်ယနေ့ပူဇော်ဘွဲကိုအားထုတ်ကြတဲ့ပြုလုပ်ကြတဲ့ပူဇော်ကြတဲ့ပုဂ္ဂိုလ်တို့တို့သည်ယနေ့ပူဇော်ရသောဟုတို့အကျိုးအားကြောင့်ဒုက္ခခတ်သိမ်းကင်းရရမှာမြတ်နိဗ္ဗာန်ကိုလင်မြန်စွာမျက်မှောက်ပြုရပါလို့ဤလိုမောချာမတွေ့ဆူတောင်းလိုက်ကြလေကုန်တော့တည်း vada pa ve vada ku bile vada ku bile ama ama ra am ri tiru bile lo ba lo ba cha ba cha le cha le lo 哎。 ယနေ့ပူဇော်ဘောတို့ပြုလုပ်အပ်ထရသောကာယကံကုတုဝစီကံကုတုမနောကံကုတုတို့ကိုအာလုံးသောဝိနည်းတတ္တဝါတို့အအမြရပါစေခြင်းအကျိုးငါရေဆက်တွန်းချအမြပေးဝေကြရမှာဖြစ်ပါတယ်။ဒါနောက်ကလိုက်ဆိုပါနော်။ဣဒံမေပုံညာမေပာနတ္တာသစ္စယောဟောတု ရှင်ဖေယ။ရှင်ဖေယ။တတိတော်များသည်တတိတော်များ။တရဏဂုံ။တရဏဂုံ။ဘုံပါနဲ့တဘော။ဘုံပါနဲ့တဘော။အပါတော်။အပါတော်။တိတတော်များကို။တိတတော်များကို။ခံယူ။ဆောက်တည်ပြီးလဲ။ဆောက်တည်ပြီးလဲ။သာသနာတစား။သာသနာတစား။ဓမ္မစရိယ။ဓမ္မစရိယ။ဘုရားသိတ္တောရရှိတော်မူသောရှင်သိက္ခာတာရဤ ုနာဝိသိတ်္ထာပူဇာတပင်မင်္ဂလာတပင်ပြုလုပ်ကြရာအချိန်ခါ၌ကြွားရောက်တော်မူလာကြကုန်သောဘုရားမူရှိသောတန်ခါတော်အရှင်မြတ်တို့အားကြောက်ရောက်တော်မူလာကြကုန်သော ရှင်မြတ်တို့အားမောမြတ်တော်ဆွမ်းခဲပွဲဝတ္ထုနဲ့တကားဆွမ်းနိုင်တရားဓာတပဝတ္ထုအဆုစုတို့ကိုနိဗ္ဗာန်ရည်မှန်၍လူဒံစက္ကကြပြီလေဝတ္တစိတ်တော်ရာအရှင်သက္ကတာရအာ ပူဇော်ခြင်းအမှုကိုပူဇော်ခြင်းအမှုကိုပြုလုပ်ကြပါကုန်၏ပြုလုပ်ကြပါကုန်၏အရှင်ဘုရားအာမိတပူဇာအာမိတပူဇာဓမ္မပူဇာဓမ္မပူဇာနဖြာသောပူဇော်မှုဖြင့်ပူဇော်ကြပြီလေပြပြီတော်တို့သည်ဒုက္ခခတ်တဲ့ဒုက္ခခတ်တဲ့ဤငြိယအမှန်ဤငြိယအမှန်ညနေပံကို လင်းမြန်စွာမြတ်မာပြုရပါလို၏အရှင်ဖရာယနေ့ယခုပြုလုပ်အပ်သောကုတုပေါင်းမှုအဖို့ဘာကကိုဘုံကျေစုအထူးရှိကြကုန်သောမိခင်ဖခင်ဆရာတခင်ကျေစုရှင်တို့အားလည်းပါ မိဟောင်းပါဟောင်းဆွေဟောင်းမျိုးဟောင်းဖြစ်ခဲ့ကြဘူးတော်ပုဂ္ဂိုလ်တို့အား၎င်းတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းပူဇော်နမများပိဇော်နမများဝိုင်းဇော်နမများဘွာဇော်နမများကျောင်းဆောင်နမများအစရှိတော် နမြတ်တောနမဘုံတို့အား၎င်းနမဘုံတို့အား၎င်းဘုံစေတဘုံဘုံစေတဘုံကျင့်လိကြကုန်သောကျင့်လိကြကုန်သောဝိနိယတတဝါဝိနိယတတဝါသူဖြိတာသူဖြိတာမန္တမြတ်တို့အား အလုံးစုံသောတတ္တဝါတို့သည်ကုသိုလ်အဖို့ကိုအမြရကြ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်တည်းအလုံးကြာကြာတည်းအမြအမြအမြဘုရား putra mahkota madu 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 halo jajadannya hanya 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 ulamu jajadannya madu